မင်္ဂလာပါခင်ဗျာအာရိယာမြန်မာကနေပြီးတော့2025ခုနှစ်ဧပြီလ9ရက်နေ့နေ့လယ်ပိုင်းမိုးလေဝသသတင်းများကိုကြေညာပေးခြင်းပါတယ်အဲ့ဒါကတော့အချိန်ခါမဟုတ်မိုးရွာခြင်းနဲ့လီဗင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းမုစလထုတ်ပြန်နေဆိုတဲ့သတင်းဖြစ်ပါတယ်ဧပြီလ9ရက်မှာ9ရက်အတွင်းတနင်္လာရီကရင်မွန်နဲ့ဧပြီလ6ရက်မှာ17ရက်အတွင်းကြံတိုင်း9ခုနဲ့ပြည်နယ်၄ခုတို့မှာအချိန်ခါမဟုတ်မိုးရွာခြင်းနဲ့လီဗင်းများတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းမိုးလီဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ပါတယ်အချိန်ကာမို့မိုးရွာနိုင်မဲ့သတိပေးချက်နေဖြင့်ဘင်္ဂလားပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုမှာလေနွေးများတရုတ်ပြည်မှကြီးပေါ်ရှိလေဖျားကြီးရံဝန်တစ်ခုမှရွေရှားလာသောလေးများပြည့်စုံမှုကြောင့်၎င်းအရှိဘက်မှရွေရှားလာသောလေပင်လိုင်းများ၏အချိန်ကြောင့်၎င်းဧပြီလ၄ရက်မှ၅ရက်အတွင်းတင်းင်းလာ၏တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာနေရာကျကျမှနေရာစိတ်စိတ်နဲ့ ဧပြီလ6ရက်မှ17ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာကျကျတလင်းတိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ရှုံရွာနိုင်ကြောင်းသိရပါတယ်ခင်ဗျာ